ဇလန်းဆမှာတော့တောတစ်ခုထဲမှာခေါလောက်သားတွေစူညာနေခဲ့ပြီးခီးသွားတွေလို့ထင်ရတဲ့လူအုပ်ကြီးကိုပထမဦးစွာတွေ့မိရမှာဖြစ်ပါတယ်။အခုဆိုရင်အခြေကလည်းတကောင်းရန်နှီးပါဖြစ်နေခဲ့ပါပြီ။ဒါကြောင့်သူ့ခြေသူ့ကတိုင်ခွေတွေကလည်းတရစဲဦးနေခဲ့ပါတယ်။ပြီးတော့သူ့တလာလဲတစ်တာကြီးဟာတခြားမဟုတ်ဘူးဗျာ။အဲ့ဒါလူတွေအလောက်ထက်ထားတဲ့တက်တာပဲဖြစ်ပါ යි သူဟာအဲ့ဒီအလောက်အားအခုလိုတည်ယူကြတဲ့အကြောင်းဟာ ဘာမှမသိရသေးပေမဲ့ဒါအတိတ်ကမှအန်တီရဲ့များလာပါတယ်။တကယ်တော့ထိုအလောက်ကောင်ကြီးဟာရွာနဲ့ဝေးတဲ့တော်ရီတပ်မှာတစိုးတစ်ခုတန်ကြောင်တိတ်ဆုံးသွားခဲ့ရတယ်ဆိုတာကိုသိရှိခဲ့ရပါတယ်။ဒါပေမဲ့ဂျာကရက်မီတာစုဝေတွေကအလောက်ကိုအေးပြာယူချေတာကြောင့်ပျော်ကဆရာကိုပြပြီးအခုလို ရွှေပြောင်းတဲ့တည်ကြတာပေါ့။ဒီကစားဟာအတော့ကမှအန်တီရဲ့ညရာခိပြီးတကုတ်ကုတ်မာတာနဲ့အာလိုဒုက္ခရောက်ကုန်မှာဖြစ်တာကြောင့်ပျော်ကဆရာကိုပြအားကုန်နေခဲ့တာပေါ့။ ရက်ကြတော့တလမ်းမမယူကြနဲ့တော့တကယ်ရရောက်ဖို့မင်းနဲ့နဲငယ်ပဲလို့တော့တယ်ငါတို့အားလို့ဆက်သွားလို့မရတော့ဘူးဒီညဒီမှာနားကြမယ်ဘယောဂဆရာဆိုတဲ့သူဟာတေဇိုးသူရဲ့မိသားစုဝင်နဲ့ပါလာတဲ့နတ်လိုက်တွေကို အခုလိုပြောနေကြတာပေါ့ဗျာအကြောင်းကြီးကတော့ဘယောဂဆရာဆိုတဲ့သူမှာမဖြစ်မနေလိုက်နိုင်ရမယ့်စီကံတွေရှိနေကြလို့ဖြစ်ပါတယ်အဲ့ဒီစီကံကတော့အလောက်ကို နေဝင်ပြီးတဲ့ချိန်မှသာပျောက်ရွှေ့ရမှာဖြစ်ပြီး ညတကောက်ရမတိုင်ခင်အပြီးစေရမှာဖြစ်ပါရင်တကယ်လို့တကောက်ရမတိုင်မီခရင်မတွင်ခဲ့ရင်တော့ရောက်နေတဲ့နေရာမှာပဲစီကားချက်တဲ့ရက်နေကြရမှာဖြစ်တယ်ဗျအဲ့လိုမှမဟုတ်ဘူးဆိုရောသူတို့ဟာဘေးအန္တရာယ်တွေနဲ့တိုးတွေ့ရမှာဖြစ်တာပေါ့ဗျာအလောက်ရွှေ့တယ်ဆိုတာပရာရောဂါစီးတွေနဲ့ဆက်နွယ်မှုရှိနေခဲ့တာကြောင့်အကလို့သားစီးပေါက်သွားခဲ့မယ်ဆိုရင်တော့ဖြစ်လာမဲ့ကျိုးဆက်တွေကလိုအပ်ကိုမတွေးရစရာဖြစ်ပါတယ်အခုဆိုရင်တော့တေလောင်ကြီးကို ကာတာတမျိုးနဲ့ချိတ်ပိတ်ထားပြီးတော့မင်းလက်ကနန္ဒဘွားတွေနဲ့ဆိုးတွေဝေးရမပူကဲနေအောင်စီရင်ထားခဲ့ရတယ်ဗျဒေဇလန်လေးရဲ့ခေါင်းစဉ်ကတော့အလောက်ရွှေ့ချသူများဖြစ်ပါ යි ကဲအလောက်ရွှေ့ရမှာလိုက်ပါကြမယ်သူတွေအားလုံး channel လေးကို subscribe လုပ်ပေးခဲ့ကြပါဦးဗျထို့ကြောင့်နိုင်ပင် like တစ်ချက်နှိပ်ပြီးတော့ဒီကုတ်ကုတ်မှတ်ပြီးရေဖို့တောက်ဆိုလိုက်ပါစီ ။တစ်ဖက်မှာတော့မမရတာကြပြီဖြစ်တဲ့တကြီးဆောင်တယောက်ရွာမှာရှိနေခဲ့ပါရီ။တကြီးဆောင်ဟာအခါတည်းလိုပဲလက်ညှိချင်းချင်းမနေပဲသူ့ရဲ့ဓာရီနဲ့လက်ချေးနေခဲ့တယ်ဗျာ။တကြီးရဲ့ဓာရီတွေကလည်းရှော့တွေ့လို့မရပါဘူး။အခုချိန်ဒီတဲတဆယ်တွေကိုဒီဓာရီနဲ့ပဲဖြုတ်လာခဲ့တာတိပြီးတဲတဆယ်တွေကလည်းသူ့ရဲ့ဓာဘင်းကိုရှီကြပါရင်ရွာမှာအတေတခုခုဂျူလာခဲ့ရည်အထူးလက်ချက်ထားတဲ့သူ့ရဲ့ဓာဘင်းနဲ့ပဲရွာသားတွေကိုကာကွယ်ဖြစ်ရှင်းပေးရလိမ့်ရှိပါရင် ကြီးတယောက်ဓာရိတ်လေးချင်းနေတို့မှာအချို့ကိုရွာသားမျိုးရောက်လာခဲ့ပါတယ်။ရွာသားမျိုးရဲ့လက်မှာတော့ရွာကမဟုတ်တဲ့မိကလေးတယောက်လိုက်ပါလာခဲ့တာကိုတကြီးစာကိုတွေ့လဲရပါတယ်။ကြီးကတော့ကိစ္စတစ်ခုကြောင့်သူ့စီလာခဲ့တာဖြစ်မယ်လို့ဥစာအုပ်ကခန့်မှန်းလိုက်ပါတယ်။တကြီးဒီမှာကတခြားရွာကသူပါ။ဒါပေမဲ့ရွာမှာခဏလောက်တဲကိုချွေလို့တဲ့အဲ့ဒါကြောင့်တကြီးစီကိုခေါ်လာခဲ့လိုက်တာ။ တကြီးဆောင်ကလည်းဒီစကားကိုကြားတော့အေတဲကိုဖိတ်ခေါ်လိုက်ပြီးအမောပြေကြီးအေးလေးတိုက်ကြွေးခဲ့လိုက်ပါတယ်။ဒါဆိုပြောပါဦးအမကြီးဒီဘာမှာဗနဲ့တဲပူစီစဉ်ရှိလေဗျ။နိုင်ရဲဘဲလို့ပဲတဲခုမှာပါ။ကျမတို့လိုရတဲ့ရစ်ခါလေးတွေလာဝယ်နေတကြီးကိုလာလို့စစ်တာပါ။ကျမတို့ကသိုးသွားတဲ့ဖိရဲလာကိုရွာပြန်တက်သွားကြဖို့စီစဉ်နေကြတာလေ။အဲဒါကြောင့်တိတ်ကြကြနေပြမှာမဟုတ်ပါဘူး။အော် ဒါဆိုလဲမအီတို့သတိစားကြနော်အခုလာမယ့်ညကလောက်ွယ်ညဆိုတော့ဒေါ်ထေကနာနာပွားပြီးတောက်ချမ်းစုဘူးတဲ့တယ်နည်းနည်းလေးတော့မှားလို့မရဘူးစစ်ဖို့ပေးလို့ကျေးဇူးတင်ပါတယ်ကြည်ဒါပေမဲ့စစ်ဖို့ကြမရှိပါဘူးကျမတို့တာမန်လူကြီးမဟုတ်ပဲရွာကပြောကားဆရာတယောက်ကိုပါခေါ်လာခဲ့တာမို့ဘာပဲဖြစ်လာဖြစ်လာသူကောက်ွယ်ပေးမှာပါတို့နောက်တကြီးဆောင်က သဘောကောက်စွာနဲ့အသက်တွေတွင်စားပဲတောက်ဖွဲတွေကိုပြင်ဆင်ပေးခဲ့ပါသည် ာနဲ့ဒိလင်ဆာတမင်းတွေကိုချက်ပြုတ်ပြီးတော့အလောက်ရှိမှအဖက်သားတွေကိုတွားရောက်ကြွေးမွေးခဲ့ပါတယ်။သူတို့အားလုံးလည်းတကြီးရဲ့ဖော်ယူလူထင်မှုကိုခံစားကြရင်လည်းစားစရာတွေကိုဝါသာအားရနဲ့စားတော့ကြပါတယ်။ခဏကြာမှာတော့ဥဆောင်တရားဂေါဒလာကနေရုပ်စည်းကျနေတဲ့နေရောင်ကြီးတွေကိုဘတော်တစားမြည်တွေးလိုက်ရတယ်ဗျာ။ဟဲ့ခေါဒရာတဲကအကြီးတွေကြာနေပါလားကြာတာအလောက်ရဲ့သွေးတွေဖြစ်မယ်သွေးဟုတ်လား မဖြစ်နိုင်ပါဘူးဘလို့မှသွေးမဖြစ်နိုင်ပါဘူးဟုတ်တယ်တကြီးကျမဖေကတေတာရက်တော်ကြာနေပါပြီဘလို့လို့သွေးတွေဆက်ထွက်အောင်မလဲတေချာကြည့်ပါဦးတော့သွေးတွေပဲဒီလိုသွေးတွေစီကြတာကိုဒီတိုက်ထားလို့မရဘူးတော့နမိတ်လည်းမကောင်းသလိုဝီရိုတို့လည်းအန်ဒီရဲ့ဖိတ်ခေါ်သလိုဖြစ်နေလိမ့်မယ်တကြီးဆောင်ဆိုတာတရားတစိမ့်နဲ့ပဲတက်ပြီး နောချိန်နေတဲ့ဘဲကြီးဖြစ်တာကြောင့် ဖြစ်လာနေတဲ့ကျိုးဆက်တွေကိုသတိပေးပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ယောဂဆရာဆိုတဲ့ကောင်ကတော့ဂျေဇူးကတဲ့ငမန်းကောက်ခိနေခဲ့ပါတယ်။ဖဲလူတကြီးဆိုတဲ့ကောင်ငါမျိုးကိုတခုတော့ပြောတာမင်းဒါငါတို့ကိစ္စပါ။ငါတို့ရွာသားတွေရဲ့ကိစ္စကမင်းနဲ့လည်းမဆိုင်သလိုမိမိတို့လည်းမဆွဲဖက်သင့်ဘူး။မင်းကျူးစရာရှိတာကြွေးပြည်ပြန်တော့အဲ့တဲ့ပြည်ရဲ့ပြောခဆရာဟာရဲစိမ်းစွာပြောဆိုခဲ့တဲ့အတွက် ဘေးကျွေးရရောက်တဲ့တကြီးလေးဘာမှမစိမ့်စားတော့ပဲလက်စီနဲ့တစ်ချက်လောက်ကျွေးတက်လိုက်တာပေါ့အဲ့ဒီနောက်ကြားမှာရှိတဲ့မျိုးသမီးကပဲတကြီးကိုဝင်တားလိုက်ရပြီးတော့အိတ်တို့ပြန်ခေါ်လာလိုက်ရပါတယ်ပြီးတော့ဆစ်ဆုပ်သွားတဲ့လူကြမ်းကြီးကိုလည်းခြေသေးပြောဆိုပေးခဲ့ရတယ်ဗျာဆစ်လျှော့ပါတော့တကြီးအဲ့ဒီပြောကားဆရာက ကျမဖေရဲ့ရင်းနှီးဆိုးတငယ်ချင်းပါ သူ့ဘူစိတ်ထဲလည်းမထားပါနဲ့နော်သူကစကားပြောရင်အဲ့အတိုင်းပဲဒီနောက်ပဲဘသူ့ကိုမှသူကောက်ကောက်မပြောတော့ဘူး အဲ့ဒီနောက်တကြီးဆောင်လည်းဈေးချိုးလိုက်ပြီးတော့သူမရဲ့ဖေလိုတိဆိုးခရလဲဆိုတဲ့အကြောင်းရင်းကိုမေးမြန်းခဲ့ပါတယ်။အဲ့ဒီတော့မှဖြစ်ဖြစ်ခဲ့တဲ့အရာတွေကို အခုလိုတည်လဲရတာပေါ့။သူမဖေရဲ့နာမည်ကတော့ဦးသိမ်းမဖြစ်ပြီးကျွမ်းကျင်မို့ဆိုကျော်ဖြစ်ပါတယ်။တိုင်းမဲ့အသက်ရွယ်ကလေးရလာတော့မဲမလိုက်တော့ပဲအငားမို့ဆိုနေနဲ့သာလုတ်ကင်ခဲ့တယ်ဗျ။တိုင်းမဲ့လောကရဲ့နှစ်ပဲလောက်ကဘဲကမှမသိတဲ့စကားဝဲဝဲနဲ့လူတစုဟာ သူတို့ဖေစီကိုရောက်လာခဲ့တာပေါ့သူတို့ကိုကြည့်ရတော့ပပစကားအနှဲငယ်ပြုတ်တဲ့ကြတဲ့နိုင်ငံခြားသားတွေဖြစ်နေခဲ့တဲ့ဗျသူတို့ဟာသူတည်တနာ project တစ်ခုကြောင့်ဒေါ်ဒကာတေပင်မျိုးစိတွေတွားရောက်လိလချီတဲ့စင်တာရှိကြပါတယ်ဒါကြောင့်လမ်းပြမှုဆိုဦးသေးမကို လာရောက်ငှားယမ်းခေါ်ယူခဲ့ပါတယ်ဒါပေမဲ့သူတို့တွားမဲ့နေရာကိုမွေးကြည့်လိုက်တော့အတော့ကိုအန်ဒီရဲ့များလာကြောင့်ပို့ဆိုကြီးကလည်းလိုက်ပုံပြေခဲ့ပါဘူးတောဆိုတာမျိုးက ဝေလီနဲ့လေဖြစ်ပြီးအနဲ့သေးကိုကြောက်လေလေအသက်ရှင်လေပြန်ထွက်လာမယ့်ရခိုင်နိုးကလေနဲလီပဲဗျလက်ကြီးကြွန့်ကြည့်သူမရှိပဲဇော့ဝေသွားမယ်ဆိုရင်တော့အခေါင်းသစ်တာလေးပါ ပရီအော်ဒါလေးနဲ့မှာခဲ့ရမှာဖြစ်လို့တဲ့ဒီအတော့ကိုအန်တီရများလာပါပြီတချို့ကလည်းကြံထွက်လာနေကြတော့ပဲအတန်နဲ့ကိုအိုးစားကွဲပါ့ဘူးတမကကိုလဲအင်က30နဲ့စပါစလို့ပစစီဖြစ်သွားတဲ့သူတွေလည်းရှိပါသေး යි မိုးစိုးဦးသေးမောက်လည်း သူသားမလိုက်သွားခဲ့ရင်တော့ဒီလူသေးတွေရာလဲအဆကပြောခဲ့သလိုခင်မစိုးရိမ်မိတယ်ဗျာဒါနဲ့သူလဲမရှိတဲ့ကိုချင်းစာတရားကိုလက်မဆုတ်ခဲ့ပြီးတော့အဲ့ဒီလူကို လက်ခံခဲ့မိပါတယ်သူနိုင်ငံချားသောကောင်ကြီးဟာဖြစ်ချင်တော့ဂွီထူးနိုင်ရဲ့ပြည်သက်တွေဖြစ်နေခဲ့ကြပါတယ်ဒါကြောင့်တော်တယ်မှာနှစ်တရာအာတိုဆေးလိုက်ရှာကြမှာဖြစ်ပြီးဈေးပဲမဲ့ပဲတချို့ကိုတွားရောက်လိလာတူဖော်ကြမှာဖြစ်ပါတယ် ဘုဇိုးဦးသိမ်းမော်ရဲ့ဇနီးနဲ့တမီးဖြစ်သူကတော့အန်ဒီရဲ့များတဲ့ခီမို့တွားရုပ်လိုက်ပါဖို့ခမပြူခဲ့ပါဘူးနောက်ဆုံးမှာတော့ဒါစီလိုများတဲ့ဦးသိမ်းမော်ကြောင်သူ့ကိုမှန်းထားတဲ့သူတွေနောက်ကိုလိုက်ပါသွားခဲ့ပါတယ်ဒါပေမဲ့ပင်ကကြီးဖြစ်တဲ့ဘယောကဆရာကိုပါပေါ်ခေါ်သွားခဲ့ပြီးတော့ကြောင်နေတရားအပြန်လန်ဆောက်ရှောက်ပေးခဲ့ကြပါတယ်အဲ့လိုနဲ့တုတ်ရဲ့တူညာခီးဆက်ပြီးတဲ့ချိန်မှာတော့လူရဲ့စားကြံမှုတွေပြီးနေတဲ့နေရာတစ်ခုကို ရောက်လာခဲ့ကြပါတယ်အဲ့ဒီနေရာဟာ မြူကိုရွာလိုတက်မဲ့ခါတက်ရပြီးထူဆက်တဲ့မြူကိုတွေခုံလွမ်းနေရရှိတာပေါ့။ကဲ။ဟိုးရှိကိုမီတာတရားလောက်ဆက်သွားမယ်စိန်တော့မေတို့ကျိုးတဲ့နေရာကိုရောက်ပြီပဲ။မတို့ကတော့ဒီမှာပဲနေတော့မယ်။မေတို့မှာအခြေ၃နာရီရတယ်။အခြေပြည့်ဒီမှာပြတ်ဆိုကြမယ်။ဟုတ်ပြီလား။နိုင်ငံခြားသားတို့ဟာတက်မဲ့ထားတဲ့ခြေတွေမရောက်လာခဲ့ရင်တော့ဘိုးဆိုးတို့ကလက်တံကြမ်းမဲ့ကြောင်သဘောတူထားခဲ့တယ်ဗျာ။ဒီလိုနဲ့ သူတို့ထွက်သွားတဲ့အချိန်ကတက်မှတ်ထားတဲ့အချိန်စိတ်သွားနေတာပေါ့ဟေးအချိန်စိတ်ပြီမတို့ဒီကထက်သွားကြအောင်မကြခင်နေလဲဝင်တော့မယ်အမောက်ကျသွားရင်မကောင်းတော့ဘူးနော်မင်းကလည်းကွာလောလိုက်တာသူတို့ကိုနောက်ထဲ9မိနစ်လောက်ဆံပေးလိုက်ပါဦးအဲ့ဒီအချိန်မှာပဲယူကိုရဲ့ကြားထဲကနေပြီးတော့ယူကြောက်ထွက်လာခဲ့တာကိုသူတို့မြင်တွေ့လိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီလူရဲ့ပုံစံဟာပုံမှန်မဟုတ်ပဲ တခုခုလွဲနေခဲ့တယ်ဗျာအဝေးကနေမင်းရတဲ့ပူဇာဟာကိုလက်အင်ကတချို့ပျောက်ဆိုးနေရပြီးအခြေအနေတိမကောင်းလာပါဘူးဟေ့လူငယ်လေးမိတောက်တဲ့ထွက်လာကြတာလားငါမိတာကြားရမလားကြတဲ့လူတွေရောကြတဲ့လူတွေဘယ်ရောက်သွားကြနေလဲအဲ့ဒီချိန်မှာဘယောခဆီယာကသူ့ရဲ့မျက်နှာကိုတတိထားပြီးသွားခဲ့ပြီးအလေးပြနေတဲ့အနီရောင်မင်းလို့တွေကိုတွေးလိုက်ရတယ်ဗျာဒါကြောင့်အဲ့ဒီကောင်ကပုံမလာတော့ဘူးဆိုတာသိလိုက်ပြီး ချက်ချီတင်းနေပြတဲ့ဖို့အသိပေးလိုက်ပါရင်ဟောတွားပြီအဲ့ကောင်တိုးတဲ့မှရှိတဲ့ဇော်ဘီကိုက်ခံလိုက်ရပြီအမြပြစ်တဲ့ပေတော့မဟုတ်ရင်ငါတို့စီကိုလာတော့မယ်မိုးဆိုးဦးသေးမောင်လည်းချက်ချင်းဆိုသလိုယူရတဲ့ရိုက်ဖယ်ကြီးနဲ့ပြစ်ထက်လိုက်ပါရင်ဒါပေမဲ့အဒရီယာခန္ဓာကိုယ်ဟာချီမှုတုံးနေကြတာကြောင့်ဘာမှမဖြစ်သွားခင်ပါဘူးအချက်ပြီးတစ်ချက်အားပြတဲ့ရိုက်ဖယ်ကြီးတရစဲပြေးခဲနေခဲ့ပြီမဲ့လည်းတနေ့လေးတောင်နောက်ဆုံးမသွားခင်ပါဘူး ဇော်မီနဲ့တူတဲ့အဲ့ဒီလူဟာတပြေးပြေးနဲ့နေလာခဲ့ပြီးတော့သူတို့စီပြေးဝင်လာနေခဲ့ပါ ರಿ ဂျီမိုတိုတဲ့ဇော်ဘီပို့ကောင်ကြီးကိုမြင်ပြီးပြောခဆရာကလည်းမာတာရီအမြန်ရုတ်ဆူလိုက်ပါ ರಿ သူ့ရဲ့မာတာတပိုးစိုးသွားတဲ့ချိန်မှာတော့အဲ့ဒီဇော်ဘီကြီးကိုအဝေးသို့တော်ထုတ်လိုက်တာပုံဇော်ဘီကြီးကလည်းအနောက်ကိုလွတ်ထွက်သွားတယ်သူတို့လည်းဒီကနေထွက်ပြေးဖို့လိုချင်ပါ ರಿ ဒီပို့တဲဆိုမဖြစ်တော့ဘူးတောက်ကင်ကြီးကလည်းမှောင်မဲနေပြီဘာလို့တွေ့အန်နေရှိတယ် ဒီကအမြန်လေးမှရတော့မယ်သူတို့ညောက်သားလေအန်ဒီယန်ရှိနေပြီဆိုတာသိတာနဲ့သူနေရာကနေအမြန်ထွက်ပြီးသွားခဲ့ကြတာပေါ့ပဲဝါချီတခုလို့လေအမောင်ကြောက်သွားပြီးတော့ဘကောက်တန်ဝတဲ့တွေစီးစဲနေကြတာကိုသူတို့ခံစားမိနေခဲ့ပါ ರಿ ဒါကြောင့်သူတို့လေညပေချင်းပဲထိုနေရာနဲ့ဝေးရင်ဝေးနေတဲ့လောက်ရှောက်တဲ့ပြင်းနဲ့၆သိန်းနေတဲ့လေပင်ကြီးစီကိုရောက်လာခဲ့တယ်ဗျာ ကန်ဆိုးတဲ့ဦးသိမ်းမကတော့ခရော့တိတ်ပြီးလဲကျသွားကနေကြီးပေါ်မှာရှိနေတဲ့တိတ်ချော်တခုကသူ့ရဲ့ခန္ဓာကိုယ်ထဲဒိုးဆိုင်ဝင်ရောက်သွားခဲ့ပါလေအာမိကောနေမြပြီးတော့လောက်တဲ့စိမပူနဲ့မိတောင်လှော့ပြီးတော့ဟာအေးပါအေးပါအာတင်နာနော်ငါပြန်လာခဲ့မယ်တငယ်ကြီးဖြစ်သူပြောကားဆရာကလည်းအချင်းနေမှာတော့ပဲသူ့မိတ်ဆွေကြီးကိုထားရဲထွက်ပြေးသွားခဲ့ပါပြီ ကြာခဲ့တဲ့ဦးသိမကတော့ခဏကြာမှပဲအဲ့ဒီဒါရနဲ့သုံးသွားခဲ့တာပေါ့ဗျာပြောကဆရာကလည်းသူမေးဆွေကိုမကဲလိုက်နေတဲ့ကြောင်းဦးသိမရဲ့ဇနီးနဲ့သူ့ရဲ့သမီးလေးကိုဒါပြောပြနေခဲ့ပါ ರೀ အဲ့ဒီကြောင်ကိုခြေပြုပြီးတော့တိတ်ဆုံးသွားတဲ့သူ့ဖရဲလောင်းကိုအခုလိုပြန်သွားတည်လာခဲ့တဲ့ကြောင်းဒီကေရတာပေါ့ဗျာအမကြီးရဲ့အဖေเจ้าကိုကြားရတော့တကယ်စင်မကောင်းဖြစ်မိပါ रे သူရဲ့နောက်ဆုံးချိန်မှာတမီးလေးနဲ့ဇနီးကိုတော့မတွေ့သွားခဲ့ရရှာဘူးလေ ဒါနဲ့အခြေလည်းမစောတော့ဘူးနော်အလောက်ကိုတဲဖို့အတွက်စတင်ပြင်ဆင်ထားသင့်ပြီဒါဆိုရင်ကျမသွားလိုက်ပါဦးမယ်နော်ကျမတို့ကိုအစားအသောက်တွေကူညီပေးခဲ့တဲ့အတွက်ရွာတကြီးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်တစ်ခါပြန်တွေ့ကြမယ်လို့မျှော်လင့်ပါတယ်စကားပြောပြီးတာနဲ့ဒိုမကလေးဟာသူ့အဖေရဲ့လောက်စီကိုပြန်လာခဲ့ပါတယ်အရင်နောက်နေဝင်ပြီးလို့ထွက်ခွာရမယ့်ခြေကိုရောက်မှာတော့သူတို့ရဲ့အလောက်တဲ့လုပ်ငန်းစဉ်ကြီးကိုပြန်လည်စတင်ခဲ့ပါတယ် ရောဂါဆရာကတော့အရှိကနေဦးဆောင်ပြီး အလန်းကောင်ကိုဗဲမိတ်စာမဝင်မပူးခဲ့နေအောင်သူ့ရဲ့ကာတာတွေရော့ပဲ့တည်ခဲ့တာပေါ့။ဒါပေမဲ့ဒီညမှာတော့ရင်ညတွေနဲ့မတူဘဲထူခြားမှုတွေရှိနေခဲ့တာကိုရောဂါဆရာလည်းသိနေကြသေးဗျာ။ဒါပေမဲ့သူကအမှုမဲ့အမှန်မဲ့စွာနဲ့အလောက်ကနေရိုစီးကျနေတဲ့သွေးတွေကိုတော့ညှို့မဆိုင်ခဲ့ပါဘူး။ထိုးချေတွင်းမှာပဲသူတို့သွားမဲ့လမ်းတိုင်းဘေကုတ်ကိုရှိနေခဲ့တာကြောင့်အလိုရဖို့အမိတ်ပေးခဲ့ပါတယ်။ဟေ့ အားလုံးရကြစားထို့သောမိမိပြီးတော့သူ့ရက်ဖွဲ့သားတွေကိုချက်ချင်းရိတ်စင်လိုက်တာပေါ့ဗျာဘာလို့လဲဆိုတော့ခွေးသေးကလို့ထင်ရတဲ့အရာကြီးဟာသူ့တို့လမ်းမှာရှိနေခဲ့ပါတယ်လောက်ွယ်ညဆိုတာဇလန်းဆမှာပြောခဲ့သလိုပဲတဲတစီတို့ပြောမျိုးတော့ကြနဲ့ကြည်လေဖြစ်ပါတယ်ဒါကြောင့်ဘာဆိုတာတိတ်ချမသိသေးတဲ့အချိန်မှာယောဂဆရာကလည်းတတိချက်ပြီးတော့ခွေးသေးကကိုစစ်ဆေးနေကြတာပေါ့ ဘယောက်ကဆရာလှုပ်ရှုပ်နေတဲ့ခြေလေးမှာအနောက်မှာပါလာတဲ့ငနေတကောင်ကယော်ဒီရဲ့စီးသွားချစ်လာခဲ့ပါပြီ။ဒါကြောင့်လူလိတ်တို့သူရဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်နေကနေရာတခုကိုထွက်လာခဲ့တယ်ဗျာ။သူစီးသွားနေတော့မှာမလမ်းမကမ်းမှရှိတဲ့နေရာလေးကနေမိမလှလေးတရားကိုထွက်လာခဲ့ပါပြီ။အဲ့ဒီမိကလေးဟာအသားခက်ပြူပြူလေးနဲ့ဖြည့်ဆရာကောင်းပြီးတော့သူ့စီလာခဲ့ဖို့မြွေဆွဲနေခဲ့ပါပြီ။ဟာဘာတော့ကသူတို့တော်ရဲမှာတော့မိမချောလေးတွေရှိသေးတာလား။ မိုးစိပ်ကြွားဆွဲတာပဲဟာစာကန်ကျူလာတော့လေပတ်တက်နေမလဲကွာဟာဟာကိုကြီးလာပြီနော်အဲ့ဒီသူဟာတနာစိတ်ငယ်သေးရောက်သွားပြီးတော့မိကလေးမြခွေရနောက်ကိုလိုက်ပါသွားခဲ့တာပေါ့ကြာခရေပြောကဆရာကြီးတို့ဖက်မှလေအဖွဲသားတရားပျောက်နေခဲ့တာကိုတတိထားမိသွားခဲ့ပါတယ်ဒီကောင်တွေမတို့ဖက်ထဲမှာတယောက်လိုနေပါလားဘလူပြောနေရလဲဒီနောက်ကတရောင်းသားလေသူစီးသွားခြင်းလို့မမင်းလောက်ကြမယ်ဆိုပြီးထွက်သွားတာ အခုထိပြမလာသေးဘူးအဖွဲသားတယောက်ကရုတ်တရက်ပြောက်သွားခဲ့တာကြောင့်ကြားခဲ့တဲ့တခြားသူတွေလည်းအခက်တွေ့ကိုကြားပါတယ်တော့ရဲမှာကြောက်တဲ့ထားခဲ့မယ်ဆိုရင်လည်းရက်ဆက်ရကြတာကြောင့်အလောက်ကအမြန်ရှိရမယ်စာပြောက်သွားတဲ့သူကိုပဲလိုက်ရှာကြရပါတယ်မိမမနဲ့ဟဲ့အောင်ငါတို့သွားတော့မှာကွာပုံမနေနဲ့တော့ထွက်လာခဲ့ကြမှာ ရှိတဲ့လူတွေတင်မက ပြောကားဆရာတော်မှာညင်မနေရတော့ပဲပုတ်သွားတဲ့ငနေလေးကိုလိုက်ရှာပေးနေခဲ့ရပါတယ်။အဲ့ဒီအချိန်မှာတော့အလောင်းတစ်တားရင်နာမှာသူမတယောက်တည်းကြမ်းရှိနေခဲ့ပါတယ်။တယောက်တည်းဆိုပေမဲ့ဘာပြဿနာမှဖြစ်လာလိမ့်မယ်လို့မျှော်လင့်ထားခဲ့ပါဘူး။အဲ့ဒီအချိန်မှာတော်တွေကတစိတကောင်းရဲ့ဝိညာဉ်ဟာအလောင်းရဲ့သွေးကြီးနဲ့ကိုရပြီးအလောင်းစီပြန်ဝဲလာခဲ့ပါတယ်။ အဲ့ဒီဝိညာဉ်တစေဟာမိုးစိုးကြီးရဲ့အလောက်ကိုလိုချင်တဲ့အတွက်ဂေါဒလာတစ်တာကြီးတဲ့ဝေးရောက်သွားခဲ့တာပေါ့အဲ့ဒီနောက်တော့ဒူမဟာဂေါဒလာရဲ့အထဲကနေအတံတွေစတင်ကြားလာရပါတော့တယ်ဂေါဒလာရဲ့အတဲဘက်ကနေပြီးတော့မတာတန်ထွေးရိုက်နေတဲ့အတံတွေကြောင့်ဒူမလည်းဘာကြောင့်လဲဆိုတဲ့ဖြေကိုစဉ်းစားရှာဖွေနေခဲ့တယ်ဗျာဒီလိုကိစ္စမျိုးတွေဆိုတာဒူမနဲ့လည်းအကျွမ်းတဝေမရှိသေးတာမို့ ခြေအနေတွေကိုနားမလည်နိုင်ချိန်မှာပဲခေါင်းသိတာရဲ့ဖို့ကိုရိုက်ထားတဲ့တာရီဟာပြုတ်ထွက်သွားခဲ့ပါတယ်။ပြီးရနေအဖိုးကြီးပြုတ်ထွက်သွားပြီးတော့လူတိလောင်းကြီးလည်းရုတ်ထဲထလာခဲ့တာပေါ့ဗျာ။သူမလည်းဒါကြီးကိုအီးမေးလ်လိုက်ချင်းမှာပဲတဲချိတ်ဖြစ်သွားပြီးတော့အော်ဟင်းနေခဲ့မိပါတယ်။ဒါပေမဲ့ညာကောင်းသွားပြီးတိတ်ပေနောက်မှာဝေပုံးနေခဲ့လို့ဒါလောမြောက်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပါဇက်ကိုပေးအသက်အောက်ထားပြီးတော့ဖုံးမိစာကြီးအားအာယုရွှဲနိုင်ခဲ့ပါသည်။အဲ့ဒီကောင်ကြီးကတော့သူ့ရဲ့ရွေးချယ်တိုင်းပဲအလကောင်ကရှိုးချနေတဲ့သွေးတွေကိုသူကိုယ်တိုင်ပဲမြကြီးမာရဲစားနေခဲ့တယ်ဗျာ။အဲ့ဒီချိန်တွေမှာလောက်ရှိတဲ့ဖွဲ့သားတယောက်လေးပြန်ရောက်လာခဲ့တာပေါ့ဟေးဘာတူလဲကွာဘာလို့နေရလဲဘာလို့နေရလဲမြကြီးကသွေးတွေကို ရဲစားနေတဲ့ဖုန်မိစာကြီးလည်းလူရောက်လာခဲ့တာကိုသိလိုက်တာကြောင့်အကနေပြန်လဲမောကြီးလိုက်ပါတယ်ဒီတော့မှ လောင်းလင်းဖွက်သားကလည်းဖုန်မိစာကြီးမှသိသွားပြီးတော့ခဲပြေးဖို့ကြာလိုက်ပြီမဲ့နောက်ကျသွားခဲ့ရပါတယ်မိစာတကောင်ရဲ့လှိမ်မြမှုအရှင်နဲ့ညီကိုရုတ်ရက်ဝင်ရောက်လာခဲ့ပြီးတော့လက်မျိုးကိုဆွဲဆထားလိုက်ပါတယ်ပြီးမှလက်မျိုးသိကြောကိုတိုက်ဖောက်ပြီးတော့သူတော့ချင်တဲ့သွေးတွေကိုတဝကြီးစိုးယူနေခဲ့တာပေါ့ဗျာ အခြေခံဆိုလိုပဲပြောခဆရာကြီးလည်းဒုနေရာကိုပြန်ရောက်လာခဲ့ပြီးလမ်းလျှောက်တောင်းကြနေတဲ့ဂူတီကောင်ကြီးကိုမြင်လိုက်ရပါတယ်။တိတ်ကောင်မိဘလူနေရလဲမိမိကဘလို့ပြန်ထလာတာလဲပြောခဆရာလည်းမိခေါပေါင်းများစွာနဲ့ကြောက်ကြီးနေခဲ့မိတာပေါ့ဖိုးမိစာကြီးကတော့ပြောခဆရာကြီးကိုလှမ်းကြည့်လိုက်ပြီးသူ့လက်ထဲကအကောင်ကို ပြောခဆရာစီတေးထက်လိုက်ပါတယ် အတုံးမကြတဲ့ဆရာကြီးလည်းဘာမှတော့မလို့လဲရပဲမြကြီးပေါ်မှာပက်လက်လန်ကလဲကြသွားပါတော့တယ်အခုဆိုရင် အလောက်ကောင်ဖြီးပြီးတော့ဆရာကြီးလည်းအချိန်နေမှာတော့ပါဘူးဆရာကြီးတော့ဆရာကြီးပဲဗျာဒါပေမဲ့ဒေခါနီးနေတဲ့ဆရာကြီးပါဖိုးဘေးဆရာကြီးကတော့ဘယောကဆရာကြီးစီကိုတလန်းချင်းလှမ်းလာနေခဲ့ပြီးအနည်းကိုရောက်တာနဲ့သူ့ကိုအစိုးတဲ့ပေးတော်မှာပါအရင်ကမှရှိတဲ့သူမလည်းဘယောကဆရာကိုစေဖို့တကြီးနဲ့လှမ်းဝင်လိုက်တယ်ဗျာ အဘေါ်ကြီးအဆင်ပြေလားငါ့ကိုဘာမှဆင်မပူနဲ့မိသားဒီကနေအ мян ပြီးတော့တွားသူစကားကိုပြောပြရနဲ့သူ့ရဲ့မျက်နှာကြီးတစ်ခုလိုလေမြကြီးတဲ့နေစေးတာခါလိုက်ရပြီးရှာယူလဲမတာပေါ်သွားခဲ့တာပေါ့ဒါဆိုရင်တော့သူမတယောက်တည်းသာကြာရှိနေခဲ့ပြီးတော့သူ့ကိုယ်သူကိနေဖို့တွေထွေပြေးနေခဲ့ရတယ်ဗျရေးရအကြောင်းရဲ့ဆိုရင်လေတို့တွေကတုံ့လို့ပြီးတော့ကောင်းကောင်းမပြေးနိုင်တော့တာကြောင့် ပေတိုင်လေတာဖြစ်သွားပြီးတော့နောက်ဆိုရင်ကိုကြီးအော်တောင်းနေရရှာပါရီမလို့ပါနဲ့ကျမတို့ကမလိုက်ပါနဲ့တော့ဘလို့ရှိလဲကေကြပါဦးကေကြပါဦးရှေးအမလေးသူကဝတ်တတော်ပါပဲသူမလည်းပြန်တက်လာတဲ့ဖုံးမိတ်ဆာကြီးစီကနေခဲပြဖို့ကြိုးစားရင်ဖုတ်ကောက်ကြီးကလည်းအနောက်ကနေလိုက်နေခဲ့ပါရီသူမလည်းအသက်ရှိတာဖို့မျှော်လင့်ခြင်းနဲ့တူတောက်လျှောက်အုံးဟိပ်ပြီးပြေးလာခဲ့ပါရီအဲ့လိုနဲ့တကြီးဆောင်ရဲ့ရွာလေးကိုရောက်လာခဲ့ပြီးတော့ ဖုံးမေးစာကြီးကိုလည်းရွာထဲခေါ်လာခဲ့တယ်လို့ဖြစ်သွားခဲ့တာပေါ့ဒါနဲ့ရွာသားတွေလည်းဖုတ်ကော်ကြီးနဲ့တွေ့သွားခဲ့ပြီးနေမှရှိဒီမှလူတွေကိုအလိုက်တက်ပါတော့တယ်ရွာထဲကိုအတရရောက်ပြီးဆိုတာနဲ့ရွာရဲ့ယာယီမှုတွေဟာတနေ့ကိုစီနဲ့ထွက်လာကြပြီးဖုံးမေးစာကြီးကိုဂျိုက်တူစော်ခဲ့ကြပါတယ်ဒီစံတွင်ကြမှာဝိဆာကြီးကရုတ်တရက်ညင်ကြသွားပြီးတော့တန်ရာရပါဖို့ရတယ်ဗျာသူဟာတန်ရာရလဲကြသွားခဲ့တယ်လို့ထင်ရတာကြောင့်ရွာသားတွေလည်း နေကလာရောက်စစ်ဆေးခဲ့ကြပါတယ်။အဲ့ဒါကိုအသေးစောက်နေတဲ့မိစာကြီးကတော့ချက်ချင်းထားလာခဲ့ပြီး အနိကသူတယောက်ကိုလေဘေးကနေကပ်ပြီးအဝေးသို့ဖိဖိလိုက်ပါတယ်။နောက်တဲ့တကောင်ကလည်းလက်ရည်နဲ့ကောက်ရိတ်ခံလိုက်ရတာကြောင့်တင်းနီယာကိုရိတ်ဆင်သွားခဲ့တာပေါ့။ဟေးဟေးဒီလိုမလုပ်ပါနဲ့ကွာ။ငါကြောက်နေပြီ။ငါ့ကိုဒီကနေထွက်သွားခဲ့ပြုပါ။မိစာကြီးကတော့သူ့လက်ထဲကလက်ရည်နဲ့အပေါ်ကဆစ်ချလိုက်တာကြောင့် ဂါဇာတောရဲ့အော်တန်ဟာလည်းချက်ချင်းပျောက်သွားခဲ့တာပေါ့တချို့တဲမှာပဲဒူမဟာပြဿနာရဲ့ဖြစ်ဖြစ်တဲ့တကြီးစာအုပ်အားတွားရခေါ်ဆောင်လာခဲ့ပါတယ်အဲ့ဒီတော့တိုးတက်တဲ့ကြာကကိုင်မရရအောင်ဖိုက်မဲဆိုတဲ့ကွီးစာအုပ်နဲ့အလားကောင်းတဲ့ဝေပုကတိတဲ့မိစာကြီးတို့ထိတ်ထိတ်တွေ့ကိုကြပါပြီတကြီးစာအုပ်ကတော့သူ့ရဲ့လက်ဆွဲတော့သူတို့စင်သားကိုလွှဲပြီးတော့အထာကျစွာနဲ့ရောက်လာခဲ့ပါတယ် တကြီးရဲ့ခိုင်မာတဲ့စိတ်သက်ခွာတွေကိုမိစ္ဆာကြီးကခန်းစားမိလိုက်ပြီးဒီကောင်ကတော့တန်မှန်ဖို့ဘူးဆိုတာတတိထားမိလိုက်ပါတယ်အဲ့လိုနဲ့ဘတ်စကားမှမပြောဘဲချက်ကိုတက်ကိုကြပါတယ် တိုက်ခိုက်ရေးမှာတယောက်စလိုကကောက်ပြီးမယ်ကြက်ခင်မှုမှာအားနည်းတဲ့တကြီးကတော့ဒဏ်ရာရပြီးတော့ကွဲထွက်သွားခဲ့ပါတယ်သူရဲ့သူတော်စင်သားကိုလည်းမိစ္ဆာကြီးပေါ်အဆမ်းမတက်ရောက်တော့တကြီးကအရေးနိုင်နေခဲ့ပါပဲ။ဒါပေမဲ့လည်းစာအောင်ဆိုတဲ့နာမည်ကအလကားတဲ့တဲ့ပေးထားတာတော့မဟုတ်ပါဘူး။တောက်ချမ်းပါလေဆိုတဲ့မိစ္ဆာတွေကိုအထားခြားခြားအနေသေးလာခဲ့တဲ့တကြီးလည်းဂလောက်ကရောစာမဖွက်ပဲလဲကြသွားကနေပြန်ထလာလိုက်ပါပဲ။ ဒီကောင်ကြီးကိုဘလို့ဖြူရအောင်လဲဆိုတာစဉ်းစားရင်းနဲ့ဒရန်တာတယောက်ရဲ့ဒီနန်စီဘုကိုတွေးလိုက်ရပါတယ်။ဒါနဲ့အကြမ်းရပါပြီးတော့ဗီနန်စီတွေကိုဓာတ်မှလောက်ချလိုက်ပါတယ်။ပြီးရနဲ့ဓာတ်နလဲကိုပေါက်တက်ပြီးတော့ရိပွဲသွားကိုလုတဲ့အခါမှာတော့ဂျီနာရီကမိထားလုပ်ခဲ့ပါတယ်။ဒိုချီမှာတော့မိလဝါမဟုတ်တဲ့မိသားတိုင်းကြောင့်မိစာကြီးကလည်းအနေငယ်ကြောက်သွားခဲ့တယ်ဗျာ။ ။ဇောင်းဆိုတဲ့သူကလည်းအပြောတဲ့လက်တွေ့လို့တဲ့သူပြီးပြီးဘာစကားမှမပြောဘဲခိုးမိတ်စာကြီးစီတေးဝင်သွားခဲ့ပြီးအပေါ်ကနေခိုးကြဖို့ကြိုးစားခဲ့ပါလေ။ဒါပေမဲ့လည်းဟိုကအတော့ကိုမြန်ဆန်တော့တာကြောင့်ခိုးလို့မရခဲ့ပါဘူး။သူတို့နဲ့နောက်ဆုံးမှာတော့မီတာတိုင်းနဲ့အချက်တူချက်အပပါနဲ့ခုတ်ခံလိုက်ရတဲ့မိစ္ဆာကြီးဟာဒါသူတွေစက်သိမ့်ဖြစ်သွားခဲ့တာပေါ့ သူ့ရဲ့ခန္ဓာကိုယ်ကလည်းမိတောင်တွေဆွဲပြီးလောက်ကျွမ်းလာခဲ့ပါတယ်။အဲဒါကြောင့်ဘောမိတ်စာကြီးဟာမိတောင်တွေကြောင့်လှူလေးအော်ဟင်ခံစားနေခဲ့ရပါတယ်။မိတောင်တွေကခန္ဓာကိုယ်ပိုင်ဆိုင်ရာတာမကအတွေ့အကြုံဒီစေဝိညာဉ်ကိုပါပြပြပြနဲ့စားသုံးနေခဲ့ပါတယ်။မိနစ်နေနဲ့ကြာမှာတော့ပြီးလွှတ်နေတဲ့မိတ်စာဖို့ကောင်ကြီးလေလဲကျသွားပြီးတော့တခါတည်းလောက်ကျွမ်းပြကျသွားခဲ့ပါတယ်။ဒါကြောင့်အလောင်းကိုအယူသွားကြည့်တဲ့ဒူမဆန္ဒကတော့အပြိဝသွားခဲ့ဘူးဗျာ။ အဖေအဖေရဲ့ဝိညာဉ်ကရဲချမ်းတဲ့ဘိုးဘွားကိုရောက်သွားမယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်ဆုံးမှာတော့ဒီပြဿနာကြီးလေတကြီးရဲ့ဂျေဆုနဲ့ပြီးဆုံးသွားခဲ့တယ်ဗျာ။ဦးတွေကိုဒွေလိတ်ဆုံးနေတဲ့ဖို့ကောင်ကြီးလေဇောင်းနဲ့တွေ့သွားတော့မှဘွားပြက်သွားခဲ့ရပါဘူး။နောက်တနေ့မနေ့ကိုရောက်မှာတော့ဒီမဟာ တကြီးစီကိုရောက်လာခဲ့ပြီးသူ့မိစီပြတော့မယ်ကြောင်းလာရောက်တွေ့ဆက်ခဲ့ပါရီ။ဒီကတကြီးကိုဂျေဆုအများကြီးတင်ပါတယ်။ တကြီးသာမရှိရင်တည်သွားတဲ့ဘေးကလည်းငင်းငင်းကြကြအနေနဲ့မှမဟုတ်ပါဘူးလေအဲ့ဒါတွေတွေးမနေနဲ့တော့မင်းဘေးကအစကတည်းကသူနဲ့ဆိုင်တဲ့နေရာကိုရောက်သွားပါပြီအဲ့ဒီပေါ့နော်ပဲစားဝိညာဉ်တကောက်ကဝင်ပူလို့တာအလောက်ကောင်ကြီးကပြန်ထလာရတာအခုချိန်မှာမင်းဘေးကတော့ခေါရမောရမှာရှိနေလောက်ပါတယ်ဒါဆို ကျမတော်တော်မယ်တကြီးစကားမစဲကျမကအပြိုကြီးနော်နောက်တစ်ခါပြတွေ့ကြဖို့မျှော်လင့်ပါတယ်တက်တာ သူတို့စကားပြောဆိုလို့ပြီးမှာတော့သူမလည်းအိမ်ပြန်ခရီးကိုစတင်လိုက်ပါရင်အဲ့ဒါကြောင့်ဒီကြီးကသူမအားရွာသားချက်ကိုရွာရှိကတောဆန်သားလေးတီလိုက်ပို့ပေးစီခဲ့ပါရင်ဆိုရှိုးမှုတွေအများကြီးထုတ်ခဲ့ပြီးမဲ့လေတကြီးလိုလူကြောင့်နဲ့ဆိုခဲ့ရတဲ့သူမဟာရဲထဲမှာတော့ချိန်နဲ့ပျော်ရွှင်နေခဲ့ပါရင်ဒီဇလန်လေးကတော့ထိုနေရာမှာပဲအဆုပ်တဲသွားခဲ့တာပေါ့